အခုတင်ဆက်ပေးမယ့်သတင်းကတော့နှစ်ပေါင်း90တက်တန်းရှိပြီဖြစ်တဲ့ဦးတန်ရဲ့နေအိမ်ကိုပြတဲ့အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့တဲ့ဆွေတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကုလသမဂ္ဂအထွေထွေတွေးရမှုချုပ်ဟောင်းဦးတန်ရဲ့နေအိမ်ကိုပြည်သူအများလေးလာကြည့်ရှုနိုင်မှုအတွက်ဧပြီလ6ရက်နေ့ညနေ3နာရီကစတင်ပြီးပြတဲ့အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါပြတဲ့ဖွင့်လှစ်ရခြင်းနဲ့ပတ်သက်ပြီးတာဝန်ရှိသူတို့ဖြစ်တဲ့ဒေါ်သက်သက်စင်ကနောင်လာမယ့်မျိုးဆက်တဲ့လူငယ်လူရွယ်တွေအနေနဲ့မြန်မာနိုင်ငံမှာဦးတန်ခဲ့သူလူမျိုးထွက်ပေါ်လာခြင်းနဲ့ပတ်သက်ပြီးဂုံယူတက်စေဖို့နဲ့ မျိုးဆက်သစ်လူငယ်တွေအတွက်အတူယူနိုင်စေဖို့ပြရိုက်ဖွင့်လျက်ချင်းဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။အဆိုပါပြရိုက်မှာဥတန်းရဲ့အသုံးဆောင်များရှေးမူလျရာတွေနဲ့ဥတန်းရဲ့သမိုင်းဝင်မှတ်တမ်းဝင်ဓာတ်ပုံများပြသထားတာပဲဖြစ်ပါတယ်။လက်ရှိဥတန်းနေမှာနှစ်ပေါင်း90ခန့်တက်တန်းရှိပြီဖြစ်တာကြောင့်ရှေးမူမပြတ်စေဖို့အတွက်ပြရိုက်ကျွမ်းကျင်သူတွေကိုဖိတ်ခေါ်ပြီးထိမ့်သိမ့်နိုင်မှုစီစဉ်ထားပါတယ်။ဥတန်းပြရိုက်ကိုဧပြီလ9ရက်နေ့ကနေဧပြီလ17ရက်နေ့အထိအများပြည်သူတွေလေ့လာနိုင်မှုအတွက်အကြိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အပိသက်ပြင်ဆင်မှုများပြုလုပ်ပြီးအော်တိုဘာလမှသာစတင်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်ကျွန်တော်ရဲ့ဥရောပနဲ့အမေရိကကြီးစင်မှာအတင်းတောက်သုံးနိုင်တဲ့ယောဂတ်ကိုလူကျဲရမ်းများတာတွေ့ရပါတယ်။ဒါသာသာဖောင်းလို့လူရမ်းရတောက်ပြီးတောက်ချင်ရတယ်။ Best Meal ယောဂတ်မှာလက်ဆက်တဲ့လူအလို့အသီးနဲ့လေးပါဝင်လို့တဲမှာစီဝမ်းပြတနာလေးရှင်းပါတယ်။အရှိတောင်အာရှရင်ဖောင်းဆုံးနံပါတ်1 Dash Meal Yogurt